အာရဆင်းတဲ့ဥကာရုံတို့ကလိုင်ကောင်းစီကိုရောက်လာပြီးတော့ဘသူဝင်ဝင်ရမယ်ဆိုပြီးညင်ခုန်ပြီးရဲ့နောက်မှာဘေးကျင်းကလေးဝင်လာကြပါတယ်တာဝဘားတို့ညီနဲ့တွေ့ရင်ဘာလို့မှလည်းထိုးလဲမှလာလို့အာရဆင်းကမေးနေပြီးတော့အဲ့လိုမဟုတ်ဘဲနဲ့မျိုးပင်ရအောင်များခေါ်ရမယ်လို့ဥကာရုံကပြောနေပါတယ်ဂျိုသားကြီးယူအောင်ချလာတာဘွားတော့တိတိလေးလောက်ကတော့စာမဖွဲ့ဘူးလို့အာရဆင်းကပြောနေတဲ့အချိန်မှာခေါင်းကြီးကိုတွေ့လိုက်ရပါတယ်တာဝဘားတို့ရဲ့ခေါင်းကြီးကအကြီးပြင်းနေပြီးတော့အာရဆင်းရဲ့ဘက်မှာနေမဟုတ်ဘဲနဲ့ဥကာရုံရဲ့ဘက်မှာလည်းဘွားတို့နောက်တစ်ခေါင်းကရှိနေပါတယ်အာရဆင်းကဘက်တန်နေနဲ့ပြေးလိုက်ပြီးမယ်ဘွားတို့ကမျက်လုံးကြီးနဲ့စားလိုက်တာမို့လို့ယွန်းစရာကြီးလို့ပြောလိုက်ပါတယ်ဥကာရုံကတာဝဖော်သုံးလိုက်တာမို့လို့စိတ်တဲ့ ကြသွားပြီးတော့ငါအသုံးမချရကောင်ပဲလို့ပြောပြီးသွားနေတဲ့အချိန်မှာတာအိုဖုန်ကြီးကပြောက်သွားပါတယ်။ဦးကာရိုရဲ့ကိုယ်ထဲမှာတာအိုဘွားတို့ရဲ့ order မရှိတော့ပါဘူး။တာအိုဘွားတို့ရဲ့ဂွေးစီးတွေကိုပြန်ပေးလိုက်တာမို့လို့ချိန်စားလွတ်သွားပြီးတော့တာအိုဖုန်ကိုသုံးမရတော့ပါဘူး။တာအိုဘွားတို့ရဲ့အာဆဲတို့စားတော့မယ့်အချိန်မှာတာအိုဘွားတို့ရဲ့အပြေးပြောင်းစွပေးရမယ်ဆိုရဲဆဲခိုးရဲ့စကားကိုအာဆဲကသတိရပါပါတယ်။ဒီလိုအကြီးလို့ပြီးတော့တိုက်ခိုက်တာအထာမကြောက်တတိရှိရင်အပြေးပြောင်းမယ်လို့အာဆဲကပြောနေတဲ့အချိန်မှာတာအိုဘွားတို့ရဲ့သဘောကျသွားပြီးတော့အကြီးကနေတိတိလေးဖြစ်အောင်ပြန်ပြောင်းလိုက်ပါတယ်။အာဆဲတို့အချိန်မမေးစားလို့ရတယ်ဆိုပြီးဘွားတို့ရဲ့ channel ကိုလက်ခံလိုက်ပြီးတော့စီးမင်းနဲ့ပန်းတိုင်ကို မေးနေတဲ့အချိန်မှာပန်းတိုင်မရှိဘဲနဲ့သူတို့ညောင်ကိုဖမ်းမိရင်ရပါပြီ။ဒါပေမဲ့သူတို့ညောင်ကို10မိနစ်ကြောပေးရပါမယ်။မပြီးရင်ဌာနာကြီးတာဝဘွားတော်ကြီးဆိုတဲ့နာမည်ကလက်ကားပဲလို့အာဆေးကပြောနေတဲ့အချိန်မှာဘွားတော်ကြီးကလက်ခံလိုက်ပါတယ်။အဲ့လိုနဲ့ဘွားတော်ကြီးကတင်းတင်းသုံးလေးရှိနေတဲ့အချိန်မှာအာဆေးတို့ကပြေးကြပါပြီ။ဒါပေမဲ့ဘွားတော်ကြီးရှိနေတဲ့တင်းတင်းသုံးလေးကစကတ်နေမဟုတ်ဘဲနဲ့မိနစ်တွေပါ။10မိနစ်ပြည့်သွားပြီလို့ပြောလိုက်ပြီးတော့ဘွားတော်ကြီးကအာဆေးကိုဖမ်းလိုက်ပါတယ်။ဘွားတော်ကြီးကစီမင်းတွေကိုမလိုက်နာဘဲနဲ့ချိတာပဲလို့ဦးကာတော်ကပြောနေတဲ့အချိန်မှာစီမင်းတွေထဲမှာဘလို့ရှိတွဲရမယ်ဆိုတာမပါဘူးလို့ဘွားတော်ကြီးကပြောနေရမလို့ဦးကာတော်ကဒေါရိုက်ထွက်လာပြီးတော့ဘွားတော်ကြီးရဲ့နှိုးကြီးကိုကိုက်ပလိုက်ပါတယ်။ဆယ်ကိုပေးရ ားတဲ့ဝတ်စုံကြောင့်ဘွားတော်ကြီးကဥကာရုံခါထုတ်လို့မရဖြစ်နေရမလို့ဥကာရုံထဲကိုဝင်ပိုးပြီးတော့ဝတ်စားတွေကိုဆွဲပြေးလိုက်ပါတယ်။ဒါပေမဲ့တာဝဘွားတော်ကြီးကလက်နဲ့ညစ်ခံရတယ်လို့ခံစားနေရပြီးတော့တာဝဘွားတော်ကြီးကဥကာရုံထဲကိုရောက်သွားမှလို့အာဆဲကတာဝဘွားတော်ကြီးကိုဖမ်းထားလိုက်တာပါ။ဘွားတော်ကြီးကအာဆဲကိုတိုက်ခိုက်ပြီးမဲ့ဥကာရုံကတာဝဖုန်ကိုသိမ်းလိုက်တာမလို့အာဆဲကိုမထီပါဘူး။အဲဒီမှာနေရာဆွဲမိစာကြီးရောက်လာပြီးတော့အဖွားကိုပြန်ပေးလို့ပြောနေပါတယ်။အဲလိုနဲ့အာဆဲတို့ကပြေးနေရပြီးတော့နေရာဆွဲမိစာကြီးကခဏင်းဖြစ်နေပါတယ်။ဝန်ကြီးတွေကတရှိလောကကိုပြန်လာဖို့အတွက်ရှင်တန်ကြီးမြစ်ကိုကဏန်းပုံစံပြောင်းပြီးတော့ကူးလာတာပါ။အာဆဲကဥကာရုံတာဝဖုန်ပြောင်းက င်းနေပြီးတော့တာအော်ဖော်နဲ့ပြေးထွက်လာကြပါတယ်တာအော်ဖော်ပြောင်းလိုက်တဲ့အချိန်မှာအိုဂါတို့ကအာဆဲကိုမိုမိုချန်လို့ခေါ်နေပြီးတော့မိုမိုချန်ကအရန်လေးနေရမလို့ကွေးလို့မရတော့ဘဲနဲ့ဘောင်ကြီးကိုတိုက်မိပြီးတော့အောက်ကိုကျသွားပါပြီအိုဂါတို့ကဟယ်လီကော်ပတာလိုလုံးလိုက်ပြီးမဲ့ပါဝါကုံအားပြီးတော့ပြုတ်ကျသွားပါတယ်အိုဂါတို့ရဲ့ခန္ဓာကိုယ်ဟာတာအော်ဘွားတို့ရဲ့ပါဝါအပြည့်ကိုနှစ်ခါပဲသုံးနိုင်ပါတယ်အဲအချိန်မှာနေရာဆွဲမိစာကြီးကလိုက်လာပြီးတော့တာမန်လူတွေကခဏကြီးနဲ့တာအော်ဖော်မမြင်ရတာကြောင့်အိုဂါတို့ကိုဂုံးမိုးနဲ့စော့နေတယ်လို့ထင်နေကြပြီးတော့ဓာတ်ပုံတွေရိုက်နေကြရမလို့အချက်တွေကွဲကုန်ပါပြီအိုဂါတို့ကတက်လုံးကျလာပြီးတော့တိုက်တဲ့ကဖြတ်ပြီးနေရာဆွဲမိစာကြီးကနှီးရောမယ်ထင်ရင်ပဲဘာမှမထူးပါဘူးဒါ မဲ့အူကာရုံတို့ရောက်နေတဲ့တိုက်ကရေပူစမ်းတစ်ခုပါအာရဆက်ကပါဝါသုံးပြီးတော့ရေနေပိုက်တွေကိုဖွင့်ချလိုက်တာမို့လို့ခဏကြီးကပြုတ်ပြီးသားဖြစ်သွားပြီးတော့လုံမရဖြစ်သွားပါတယ်အဲလိုနဲ့အာဆဲတို့ကလမ်းမပေါ်ပြန်ရောက်လာရင်ပဲလူတွေအများကြီးကိုတွေးလိုက်ရပြီးတော့လူတွေကအဘူးခန္ဓာရရုပ်တွေနဲ့ပါတောင်ဘွားတို့ကြီးကတင်းချိုင်းကောင်ကတဲရဲတွေကိုအကူအညီတောင်းလိုက်တာမို့လို့တဲရဲတွေကလူတွေကိုဝင်ပူးပြီးတော့အာဆဲကိုနောက်ကိုလိုက်လာဖြစ်ပါတယ်အဲလိုနဲ့အာဆဲတို့ကပြေးစရာမရှိဖြစ်သွားမှာလို့အာဆဲကအူကာရုံတောင်ဖုံပြောင်းဝိုင်းနေပါတယ်ဒါပေမဲ့အူကာရုံကဒီတခါတောင်ဖုံသုံးပြီးလမ်းတော့ရှောက်နေတော့မှမဟုတ်ပါဘူးအူကာရုံကတောင်ဖုံနဲ့လူအုပ်ကြီးကိုဖျက်ချော်လိုက်ပြီးရဲ့နောက်မှာအာဆဲ ဲကသူ့ရဲ့ပါဝါနဲ့မီးပွိုင်းတစ်ခုကိုဆွဲလိုက်ပြီးတော့တဲရဲဝါမီပိတ်ထားတဲ့နေရာကိုပတ်ဆောင်လိုက်တာမို့လို့အာဆဲတို့ကလွတ်သွားပါတယ်ဒါပေမဲ့ခဏကြီးကဆက်လိုက်လာတာမို့လို့အိုကာတို့ကလည်းခဏကြီးပေါ်တက်ပြီးတော့ဝေးဆုံးပြေးရပါပြီအဲနောက်မှာတော့မူလပြေးလမ်းပေါ်ကိုပြန်သွားဖို့အတွက်အာဆဲကတိုင်ကြီးကိုဆွဲလိုက်ပြီးတော့အချိန်နဲ့သွားလိုက်ရင်ပဲအိုကာတို့ကလူပြန်ပြောင်းသွားပါပြီအာဆဲကဂျရာလစီကိုတွေးလိုက်ရတာမို့လို့အကြံတစ်ခုရပါပြီမယ်နေအောင်သားကိုယုတ်ကားရရဖြစ်ပြီးတော့ပြိုးကျလာပါတယ်အာဆဲကပါဝါနဲ့လေဒီလိုလှုပ်လိုက်ပြီးတော့အိုကာတို့ကတာဝါဖော်ခဏလေးသုံးလိုက်နေတာမို့လို့နေအောင်လုံးကအနေကင်းနဲ့ဆင်းလိုက်နိုင်ပေမယ့်တာဝါဘွားတို့ကိုလက်လို့မိပါမလို့တာဝါဘွားတို့ကပေါ်လာပြီးတော့နေအောင်လုံးကို ုံးပါပြီ။တာဝဘားတော်ကြီးကကိုယ်တိုင်ချိပြီးတော့ချီတာရင်နဲ့လူကြီးသူမတွေကိုမလေးစားတဲ့ကလေးတွေကိုကြီးမရဘူးလို့ပြောနေရမလို့ကလေးတွေကိုဒီလောက်ထိအနိုင်ကျင်းတဲ့လူကြီးမတွေ့ဘူးလို့အာဆေးကပြန်ပြောလိုက်ပါတယ်။ခင်ဗောစကားလုံးနေတယ်မလဲစားနိုင်လို့ခဏင်းနဲ့ပေါသွားတဲ့တာဝဘားတော်ကြီးကပြောလိုက်ရမယ်။ Sun of a Beach လို့အင်္ဂလိပ်လိုကြီးထားပြောနေပါတယ်။အာဆေးကနေ့ကပြေးဖို့ချိန်ဘလောက်ယူမလဲလို့ဘွားတော်ကြီးကမေးနေတဲ့အချိန်မှာတစ်စက္ကန့်ပဲယူမယ်လို့အာဆေးကဖြေလိုက်ပြီးတော့အပေါ်ကဖြက်လာရထားကိုဆွဲလိုက်ပြီးတော့ရထားနဲ့ပါသွားပါတယ်။ရထားကတနာယူ120ကီလိုမီတာနှုန်းနဲ့သွားနေရမလို့တာဝဘားတော်ကြီးကမမိနိုင်ပါဘူး။အာဆေးကတာဝဘားတော်ကြီးကိုအရင်နေ့ရလို့ပြောင်းနေတဲ့အချိန် မှာခဏိုင်းကြီးကခုံလိုက်တာမလို့တာအိုဘားတော်ကြီးကယထားပေါ်ရောက်လာပါတယ်တာအိုဘားတော်ကြီးကအာဆဲဦးနှစ်ယောက်ကိုလုံမပေးဘူးလို့ပြောနေမှာတကယ်တော့ဒီစကားကအာဆဲပြောရမှာပါယထားကြီးကဆဲခိုးရဲ့ပိုင်နဲ့ဖြစ်တဲ့ခါမီကိုမျိုးကိုရောက်လာတာဖြစ်ပြီးဆဲခိုးကဂေးပေါ်ကြီးလှုပ်ထားပြီးတော့စာပဲတွေအများကြီးကတ်ထားပါတယ်အာဆဲကခဏိုင်းကြီးကိုဖမ်းထားပြီးတော့တာအိုဘားတော်ကြီးကထွက်ပြေးဖို့လုံနေမယ်ဂေးပေါက်ကိုဖျက်မိသွားမှာလို့နေအောင်လုံးကတေသွားကြပါတယ်နေရာဆွဲမိစာကြီးတေသွားတဲ့အချိန်မှာတကယ်တော့နေရာဆွဲမိစာကြီးဆိုတာတေသွားတဲ့အာဆဲတို့အရွယ်အကြောင်းသူလေးဖြစ်နေအောင်တွေးလိုက်ရပါတယ်တာအိုဘားတော်ကြီးလည်းတေသွားတဲ့နောက်မှာတော့အာဆဲနဲ့အိုဂါနွန်တို့ကခြေကုန်လက်ပန်းတွေကြားကုန်ကြပါပြီတကယ်တော့ဆဲခိုးကနေအောင် လုံးကိုမတက်ရှင်ပါဘူးဒီနေရာအာဆဲလို့ရွယ်ចောင်းသူလေးတွေအပိုင်းပိုင်းခိုးပြတ်ပြီးတော့အသက်ခံရရတဲ့နေရာဖြစ်ပြီးမကျွတ်မလွတ်နိုင်တဲ့ចောင်းသူလေးတွေကနေရာဆွဲမိစာကြီးဖြစ်သွားကြတာပါ။နက်စရာတွေကတာအိုဘားတို့ရဲ့နောက်ကိုလိုက်နေကြတာဟာတော်တော်ကြီးကိုကြာခဲ့ပါပြီ။တာအိုဘားတို့ရဲ့မိန်ကလေးတွေချမ်းမဲ့ခံရပြီးတေွားတဲ့နေရာတွေမှာပေါ်လာလေးရှိပြီးတော့ဘွားမကူးနိုင်တဲ့မိန်ကလေးတွေကို follow ပေးနေရပါ။ဒါပေမဲ့ဘလို့ပဲဖြစ်ဖြစ်တေသူကရှင်သူကိုမတတ်ခိုက်သင့်တယ်လို့ရှင်သူကလည်းတေသူရဲ့နေရာကိုသွားပြီးတော့မလီမစားမလုပ်သင့်ဘူး။ဒါကလောကနှစ်ခုရှင်တွဲနေတိုင်းမျိုးစီမင်းမယ်လို့ဆဲကိုကပြောရနေပါတယ်။အဲလိုနဲ့အိမ်ပြန်ရောက်သွားပြီးတော့မြေးဖွားကကနန်းသားတွေကိုလူနေကြပါတယ်။ဥက ကာရောကဘိုင်းမစားဘူးလို့ပြောလိုက်တဲ့အချိန်မှာအာဆေးကအူကာရောရဲ့ခဏန်းသားတွေကိုယူလိုက်ပြီးတော့ရှုံးသမားလို့ပြောနေပါတယ်။ခဏန်းကြီးကိုခုပဲတက်လာတာခဏန်းသားမစားချိန်သေးဘူးလို့ပြောလိုက်တဲ့အချိန်မှာဂွေးစီရပြန်ရပြီဆိုပြလို့ဆယ်ခိုးကပြောနေပြီးတော့အူကာရောကညင်းနေရမလို့ဆယ်ခိုးကအူကာရောနောက်ကိုလိုက်ပါပြီ။အာဆေးကိုကိုင်းတောင်းရမယ်အာဆေးကခဏန်းကိုက်နေရမလို့အူကာရောမကိုင်းနိုင်တော့ပါဘူး။အဲ့လိုနဲ့အူကာရောပြန်တော့မယ့်အချိန်မှာနောက်တစ်ခါဆိုရင်လိုမပေးဘူးချမ်းလိုက်တာလို့ပြောပြီးတော့ဆယ်ခိုးကအိမ်ထဲဝင်သွားပါတယ်။တကယ်တော့အူကာရောကစိတ်သက်ကြနေပြီးခဏန်းသားလည်းမစားတာမလို့အူကာရောပြောအောင်ဆယ်ခိုးကစနေရပါ။အဲ့လိုနဲ့အူကာရောကပြန်တော့မယ့်အချိန်မှာအာဆေးကိုစာယိုနာလို့နှုတ်ဆက်မိလိုက် ိုက်ပါတယ်အဲ့လိုနှုတ်ဆက်တာဟာဘယ်တော့မှပြန်မတွေ့ရမယ့်လူတွေလို့ပြီးတိုင်နှုတ်ဆက်ခြင်းပါဒါပေမဲ့အာဆက်ကဦးကာရုံကိုလိုက်ခေါ်လိုက်ပြီးတော့မနေ့ကမှတွေ့မယ်လို့ပြောလိုက်တာမလို့ဦးကာရုံကပြောသွားပါတယ်အဲ့လိုနဲ့ဒန်ဒန် episode 4ကဒီမှာပဲပြီးသွားပါတယ်နောက်ထပ်လာမယ့်အပိုင်းမှာခေါင်းတီမတယောက်တိုးလာပြီးတော့အာဆက်နဲ့ဦးကာရုံတို့ရဲ့ဗယံမတာ romance တွေကိုမြင်ရမှာပါတာဝဘွားတို့ကြီးကလည်းတကယ်မသိသေးပါဘူးကြီးစုအားပေးအတွက်ကျေးဇူးပါ bro ကြီး